။အရာဝတီမြစ်ပေါ်ကကမ္ဘာအကြီးဆုံးတင်မောတက်စုတင်တိပါဒလာတစ်ချိန်ကကမ္ဘာအကြီးဆုံးပြည်တွင်းရေကြောင်းတည်ယူပို့ဆောင်ရေးကုမ္ပဏီကြီးဟာအမေဇုန်မြစ်ပေါ်မှာမဟုတ်ခဲ့ပါဘူး။ကျွန်တော်တို့မြန်မာနိုင်ငံအရာဝတီမြစ်ပေါ်မှာရှိခဲ့တာပါ။ဒါကတော့နာမည်ကျော်အရာဝတီဖလော်တီလာကုမ္ပဏီပါပဲ။ဒီမြင်ကွင်းကတော့1809ဆယ်ခုနှစ်ဝန်းကျင်ကရန်ကုန်စိတ်ကမ်းရဲ့ရှုခင်းတစ်ခုဖြစ်ပြီးအဲ့ဒီခေတ်ကမြန်မာနိုင်ငံရဲ့အထူးအသက်သွေးကြောတစ်ခုလည်းဖြစ်ခဲ့ပါဗျာ 1920ပြည့်နှစ်နောက်ပိုင်းကာလတွေမှာတော့ဒီကုမ္ပဏီဟာအလွန်အမင်းကြီးမားလာခဲ့ပြီးတင်မောနဲ့ဆွဲတင်မော စုစုပေါင်းအစီး600ကျော်ပိုင်ဆိုင်ကကမ္ဘာအကြီးဆုံးပြည်တွင်းရေကြောင်းလိုင်းဖြစ်စံချိန်တင်ခဲ့ပါတယ်။ဒီရေနွေးငွေ့တင်မောကြီးတွေဟာအထက်မြန်မာပြည်နဲ့အောက်မြန်မာပြည်ကိုချိတ်ဆက်ပေးခဲ့တဲ့လူတွေစားတိုက်ပစ္စည်းတွေစံစဘာရေနံကအစားအရာအလုံးကိုတည်ယူပို့ဆောင်ပေးခဲ့ပါတယ်ဒါဟာတည်ယူပို့ဆောင်ရေးတသက်မဟုတ်ပဲရွှေလျားစည်းတွေနယ်လက်ယုံတွေလိုပါပဲ မြမသမိုင်းရဲ့ဒီလိုမေ့လျော့ခံထားရတဲ့ကြီးကျယ်ခံစားမှုတွေကိုထပ်တိချင်းရင် live file လုပ်ထားခဲ့ဖို့မမေ့ပါနဲ့